ကျမတို့ကတော့လေဒီနိုင်ငံအရေးကိုဆောင်ရွက်ချင်တာပေါ့နော်နိုင်ငံအရေးကိုဟိုထိထိရောက်ရောက်ဆောင်ရွက်ချင်တယ်ဆိုရင်တော့ရွေးကောက်ပွဲနီလန်းကတော့အထီးရောက်ဆုံးပေါ့ရှင်နိုင်ငံရေးပါတီတည်ထောင်ပြီးတော့ရွေးကောက်ပွဲဝင်တာပေါ့နော်ဒါကအထီးရောက်ဆုံးပါရှင်အခင်းချင်းကတော့သူ့ပေးထားချက်တွေကတော့ကျမတို့သွားပြင်လို့မရအောင်ပေါ့နော်ဆိုလို့ရှိရင် ပေးထားချက်ပေါ်မှာအကောင်းဆုံးဖြစ်အောင်ကျမတို့လုပ်မယ်လို့ဆုံးဖြတ်ပြီးတော့မှဝင်တာဖြစ်ပါတယ်ရှင် political pack ကရှိတဲ့မှာလည်းရှင်ရှိနေတယ်လို့လည်းကျွန်မပြောပြရစီအဲ့ဒါဘာလဲဆိုလို့ရှင်လေကျွန်မတို့ဒီ NSPNC မှာအဲဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနိုင်ငံရေးပါတီတွေအဲခေါ်ပြီးတော့မှလေအတောက်လျှောက်စီဝေးလုပ်ပါတယ်ရှင်အစီဝေးလုပ်ပြီးတော့မှနိုင်ငံရေးပါတီတွေရဲ့လိုလားချက်တွေတိုင်းရင်းသားလက်နက်ကိုင်ရဲ့လိုလားချက်တွေပေါ့နော်အဲအဲ့ဒါတွေကိုအကုန်လုံးဟိုဟာဖြစ်ပြီးတော့မှနောက်တက်မတော်ဘက်ကလည်း အာအခုကတော့တတ်မတော်အစိုးရဆိုတော့လေအဓိကလည်းလက်နက်ကင်ပြိပခဆိုတော့တတ်မတော်ကလည်းအရေးကြီးတာပေါ့နော်ဆိုလို့ရှိရင်ဒီတတ်မတော်ဘက်ကလည်းသဘောတူထားတာတွေရှိပါတယ်ရှင့်အဲ့ဒါပြည်သူလူထုတော့မချပြသေးဘူးအဲဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲဒါတွေကိုသဘောတူထားပြီးပြီးအဲရွေးကောက်ပွဲလုပ်ပြီးရင်လွှတ်တော်ပေါ်လာမယ်လွှတ်တော်မှာဒီသဘောတူထားတဲ့အချက်တွေကိုလွှတ်တော်မှာအတည်ပြုမယ်ဆိုတာမျိုးပေါ့နော်လွှတ်တော်ကအတည်ပြုမှသာလျှင်တရားဝင်တယ်ဆိုတဲ့ဟာမျိုးလေးအဲလှုပ်ထားတဲ့အတွက် political pack ကရှိပြီးသားလို့ကျွန်မ အဲပြောချင်ပါတယ်ရှင်။အော်ဒါဟိုပါပေါ့ရှင်နိုင်ငံရေးဆိုတာတော့လူလားချက်တွေတောင်းကြတာပေါ့နော်။နိုင်ငံရေးဆိုတာဒါပြည်သူအတန်းနားထောင်ဖို့လိုတယ်နော်။ပါဝင်သက်ဆိုင်သူအကုန်လုံးပေါ့နော်။ကျမတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒါတိုင်းရင်းသားလက်နက်ကိုင်နေလဲအများကြီးရှိနေတဲ့အခါကျဒီအတန်းနေလဲနားထောင်ဖို့လိုပါတယ်ရှင်။နားထောင်ပြီးတော့မှသဘောတူညီချက်တွေကိုလည်းသဘောတူထားဖို့လိုတယ်လေ။ဒါလေးကအာလုံလို့ရပါတယ်ရှင်။အခုလည်းလုံနေပါတယ်ရှင်။ ွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဟာတော့ပေါ့နော်ဟိုရွေးကောက်ပွဲကိုဆောင်ရွက်ပေးတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့နာဆကအစိုးရတခုတည်းနဲ့ဆိုင်တာမဟုတ်ဘဲနဲ့နိုင်ငံရေးပါတီတွေနဲ့လည်းဆိုင်တယ်ပြည်သူလူထုနဲ့လည်းဆိုင်တယ်ပေါ့နော်အဲပြည်သူလူထုအတွင်းမှာလည်းချင်းချောက်မှုတွေရှိပြီးတော့မှအချင်းချင်းကြောက်နေရတယ်အဒီပါတီပေးမှဟိုပါတီပေးမှဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုအကြောက်တရားတွေရှိနေရင်ကြတော့အဲ့ဒါကြတော့အစိုးရနဲ့ အစိုးရလုတ်တဲ့ဟိုတရားလွတ်လပ်ပြီးတရားမျှတမှုမရှိဘူးလို့ပြောခဲ့ရင်တောင်မှအစိုးရလုတ်တာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ပြည်သူလူထုတွေလည်းသဘောထားကြီးကြီးနဲ့ကျွန်တော်တို့ကနိုင်ငံရေးလမ်းကြောင်းပဲပြန်သွားမယ်ဒီမိုကရေစီလမ်းကြောင်းပြန်သွားမယ်ဆိုရင်ရွေးကောက်ပွဲအောင်မြင်မှုအရေးကြီးတာပေါ့ရှင်အဲ့လိုအောင်မြင်မှုဆိုရင်ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုပြီးလို့ရှိရင်အခုအခုလက်တလုံးမှာဒီအကြမ်းဖက် အနီလန်းလမ်းစဉ်ကိုရှောက်နေကြတဲ့သူတွေရဲ့ပူးပေါင်းပါဝင်မှုလည်းအရေးကြီးပါတယ်ရှင်။အဲကျွန်မကတော့အခုနဖြေခဲ့သလိုပေါ့နော်။ဒါဒီတက်မတော်အကတာဝန်ယူထားတဲ့အချိန်မှာလုတ်ပေးတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်နိုင်ငံရေးပါတီလည်းမဟုတ်ဘူး။နောက်သူကိုယ်တိုင်ကလည်း2008ဖွဲ့စည်းပုံအရသူ့မှာအာမခံချက်တရားရှိပြီးသားဆိုတော့တရားမျှတမယ်လွတ်လပ်ပြီးတရားမျှတအောင်လုတ်ပေးမယ်လို့ကျွန်မကယုံကြည်ပါတယ်ရှင်။ အဘကြောင့်ပြိနိုင်လဲဆိုခုနကလေရွေးကောက်ပွဲကျင်းပပေးမယ်ကမကမကထလုံးမယ်အဖွဲ့အစည်းကသူကရွေးကောက်ပွဲတဲ့ပါစရာမလိုပဲနဲ့အမဒုတိယသမရတဏီယာရမယ်အဲဒီထက်အမကန်ဟိုပါပေါ့ကန်ကောင်းလို့ရှိရင်သမရလည်းဖြစ်သွားနိုင်တယ်အဲပြီးလို့ရှိရင်လည်းအဲဝန်ကြီး၃ပါးနေရာရထားပြီးသား အဲပြီးလို့ရှင်လွှတ်တော်မှာ25ရာခိုင်နှုန်းရထားပြီးသားဆိုတော့လေဆိုလို့ရှင်ပြီးလို့ရှင်လည်းအခုမြန်မာပြည်မှာဖြစ်နေတဲ့အခင်းချင်းရလက်နက်ကင်ပြိပခတွေနောက်နိုင်ငံရေးရသဘောထားကွဲလွဲမှုတွေဒါတွေပြေလည်အောင်ဆိုလို့ရှင်တော့ဒါရွေးကောက်ပွဲကိုဟိုကျမလည်းနာဆကလာတာဖြစ်တဲ့အတွက်လေနာဆကမှာအလုပ်လုပ်ခဲ့မှုတွေအတွက်တကယ်ကိုဆန္ဒရှိရှိနဲ့အဲဟိုပါပေါ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလှုပ်ချင်တဲ့စိတ်နဲ့ပေါ့နော်။နာဆာကစတဲ့တုန်းကရင် ကျွန်မသတိထားမိသလောက်ဆိုရင်ပန်းကင်းစီမံချက်1နှစ်3ဆိုပြီးတော့လုပ်တယ်ပြီးလို့ရှိရင် UID ပေါ့နော်ဒါ EID တွေလုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့တကောင်စင်းကောက်တယ်ပေါ့ဒါတွေလုပ်တယ်ဆိုတဲ့ဟာဒီဒါတည်ဟိုအချက်လက်တွေလည်းမှန်ကန်ခြင်းနဲ့ပြီးရင်ပြည်သူလူထုရဲ့မဲဆန္ဒပေးပိုင်ခွင့်လည်းမဆုံးရှုံးရအောင်ပေါ့နော်အဲ voter list ကိုဒီမဲဆန္ဒရှင်စာရင်းကိုတိကျပြည့်စုံခြင်းလို့လုပ်တယ်လို့ကျွန်မမြင်ပါတယ်ရှင့် ော်ကျမကတော့လေဒါတိုင်းပြည်မျက်နှာပဲကြည့်ရမှာပေါ့နော်တိုင်းပြည်မျက်နှာပဲကြည့်ပြီးတော့မှဒီမိုကရေစီလမ်းကြောင်းကိုပြန်ပြန်ပြီးတင်နေတဲ့အချိန်ကာလဖြစ်ပါရဲ့ရှင်ဒီအထွေထွေရွေးကောက်ပွဲဆိုတာဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်တာပေါ့နော်အပြန်တက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဒါပါကြဖို့ပေါ့နော်ပါကြဖို့ယုံယုံကြည်ကြည်နဲ့ပါဝင်ကြဖို့ပေါ့နော်အ ਨੇ ဆုံးတော့မဲပေးတာအ ਨੇ ဆုံးနိုင်ငံသားတွေပေါ့နော်မဲပေးကြဖို့နောက်ဖြစ်နိုင်တော့ဒါကတော့ပြီးသွားပြီပေါ့နော်မေလ9ရက်နေ့နောက်ဆုံးပါတီမှတ်ပုံတင်ကြပါလို့ပြောတော့ ဟိုမပုံတင်တဲ့ပါတီတွေကတော့တင်ပြီးသွားပြီပေါ့ရှင်အဲဆိုတော့အဲကျမကျမကတော့ဒီလမ်းကြောင်းမှာကျမတို့ပြန်လျှောက်ကြရအောင်ပါလို့ကျမဘာသူမဆိုပေါ့နော်တဘောရာမတူညီတဲ့သူတွေရောဖိတ်ခေါ်ခြင်းပါတယ်ရှင်